အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးကတော့ဒီ spirit guide နဲ့ချိတ်ဆက်တယ်ပေါ့နော် guided meditation ကိုအားလုံးနဲ့အတူတူထိုင်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့ရဲ့ guided meditation လေးကအထက်ရည်ရွယ်ချက်ကတော့ဒါမင်းမင်းတို့ page မှာပေါ့နော်လာမီးနေတယ်မှာ whisper the guide back ကိုတော်တော်များများလာယူတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ကကြတော့ကို့မှာအဆောင်လျှောက်တွေရောရှိရဲ့ ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဆောင်ရှောင်းနေကိုနေကြရင်မှဘလို့ချိတ်ဆက်ကမလဲမသိတဲ့သူတွေအတွက်ကိုဒီနေ့ရဲ့ guided meditation လေးကိုလုပ်ပေးခြင်းနဲ့စိတ်ကပိုဖြစ်သွားတယ်ပေါ့နော်အဓိကချိတ်ဆက်မှုတွေလုံလိုက်မယ်ဆိုလို့ရှိရင်အဆောင်ရှောင်းနဲ့လည်းပို့ပြီးတော့ connect တွေရသွားမယ်ပြီးတော့ကိုမေးခြင်းနဲ့မေးခွန်းလေးတွေပဲဖြစ်ဖြစ်ပေါ့နော်တချို့ sign လေးတွေမေးချင်တာလေးရှိရဆိုလဲဒါအဆောင်ရှောင်းနေကိုနေရမေးလို့ရမယ့်နေလေးလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီရွေးချက်ကြောင့်မေဒါဒီနေ့ရဲ့ခါရဲ့ meditation လေးကိုအဓိကလုပ်ပြီးလိုက်ရတာဖြစ်ပါတယ်။ စပြီးတော့မှပေါ့နော်ဒီ spirit guide နဲ့ပတ်သက်တဲ့ guide meditation လေးကိုစပြီးတော့လုပ်လိုက်ကြရအောင်ပထမအဦးဆုံးအနေနဲ့တတောင်းတတာရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုကိုရွေးချယ်ပေးပါဒီနေရာဆိုလို့ရှိရင်တော့တတ်နိုင်သမျှကိုယ့်ရဲ့ဘီးမှာအလိုဆူညံတန်နေမရှိတဲ့နေရာလေးတစ်ခုရွေးချယ်ပေးဖို့ကောင်းပါမယ်ဘာလို့လဲဆိုတော့အဆောင်ရှောက်ဆိုတာဟာ high vibration မှာရှိတဲ့ frequency မှာရှိနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ ਨੇ ချိတ်ဆက်တဲ့အခါမျိုးမှာကိုဟာတိတ်ဆိတ်ညီတက်တဲ့နေရာလေးမှာနေနေဖို့တော့လိုအပ်ပါမယ်။ဒီနေ့ရဲ့ meditation လေးကတော့လဲလျောင်းမိထိုင်တာထက်စားလို့ရှင်တော့တမင်ငွေလေးထိုင်ပြီးတော့ပိုကောင်းပါတယ်။ခါးလေးတွေကိုမှတ်ထားပြီးပါ။ခန္ဓာကိုယ်မှာရှိနေတဲ့အကျောချင်းတွေအားလုံးကိုဖြည့်လျှော့ထားပြီးပါ။လေလေးနှစ်ဖက်ကိုตาရဖြန့်ထားပြီပါ မျက်လုံးလေးကိုလည်းတာယာမိထားပြီပါမျက်လုံးလေးကိုမှိတ်ပြီးွားပြီဆိုရင် လေးလေးကိုစားပြီးတော့ရှူသွင်းချရအောင်ရှူသွင်းပေးပါလေးလေးကိုရှူထုတ်လိုက်ပါရှူထုတ်လိုက်တဲ့အခါမှာ ကိုယ်မှာရှိနေတဲ့ tension တွေစိတ်ပင်ပန်းမှုတွေစိုးရိမ်မှုတွေဟာကဘာမြေအပြင်ဘက်ကိုထွက်သွားပါလိမ့်မယ် ရှုသွင်းလိုက်တိုင်းမှာသင်အတွက်ကောင်းတဲ့ energy တွေဝင်သွားတယ်လို့ခံစားပြီးတော့ရှုသွင်းပြပါနော်ရှုသွင်းပြပါလေးလေးတွေကိုအဆုံးထိကိုရှုထုတ်လိုက်ပါနောက်တစ်ချိန်ရှုသွင်းပြပါရှုထုတ်လိုက်ရအောင် ထမအဦးဆုံးအနေနဲ့ grounding energy တက်ကိုစတင်ပြီးတော့ရှုပါမယ်။တင်းရဲ့မိညောင်ယူနာမှာရှိနေတဲ့နေရာလေးကို ပုံဖော်ပြပါ။အဲ့နေရာလေးမှာ root chakra ဆိုတဲ့ energy တက်ခံတစ်ခုရှိပါတယ်။အဲ့ဒီဟာအမြင့်ကလေးတွေဟာညီကြီးရဲ့ကိုစိတ်ဝင်သွားတယ်လို့ခန်းစားကြည့်ပြပါ။ တင်းရဲ့အချောချင်းတို့ဒီချိန်မှာရှော့ထားပေးပါမျက်နာတွေပခုံးတွေလေပင်းတွေလက်တွေပေါင်တွေခြေထောက်တွေမှာရှိနေတဲ့အချောချင်းတွေအားလုံးကိုဖြည့်လျှော့ထားပေးပါစိတ်တရားကြရောက်ကြရဖြစ်လာတိုင်းမှာလေးလေးတွေကိုရှူသွင်းပေးပါမကောင်းတဲ့ခံစားချက်တွေကိုဒီနေ့မှရှုထုတ်လိုက်ပါ ါဆိုရင်တင်းနဲ့ကဘာမြေကြီးနေချာမှာတသားလေးကြာနေပါလိမ့်မယ်။ဒီလက်ရှိရောက်နေတဲ့နေရာလေးဟာ လုံခြုံတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။သင်ဟာလုံခြုံနေပါပြီ။သင်ခန္ဓာကိုယ်ကြီးလုံခြုံနေပါပြီ။သင်ရဲ့စိတ်တွေဒီချိန်ဒီမှာ လုံခြုံနေပါပြီ။ဘာပူပင်မှ မရှိပဲဒီချိန်ဒီမှာတင်းရဲ့စိတ်တွေဟာလုံခြုံနေပါပြီ။ ကမ္ဘာမြေကြီးကပေးလိုက်တဲ့ grounding energy ဓာတ်တွေကိုလက်ခံကြည့်ကြရအောင်။လေးလေးတွေကိုတဝါကြီးရှူသွင်းလိုက်ပါ။လေးလေးတွေကိုတဝါကြီးရှူထုတ်လိုက်ပါ။ကမ္ဘာမြေကြီးဟာတင်ကိုကောင်းတဲ့ energy နဲ့ထောက်ပံ့ပေးထားဖြစ်ပါတယ်။ဒီနေ့မှာတင်ပင်ပန်းနေတဲ့အရာဝန်းနေနေ စိုးရိမ်နေတဲ့အရာပူပန်နေတဲ့အရာတွေရှိရဆိုရင်တော့ထွက်သွားပါလိမ့်မယ်။ဒါကြောင့်ရှုသွင်းရှုထုတ်လေးကိုလုပ်နေပြီပါ။ကြောချင်တွေဖြည့်လျှော့ထားပါ။ခန္ဓာကိုယ်မှာရှိတဲ့ကြောချင်တွေဖြည့်လျှော့ပါ။စိတ်တွေကိုဒီချင်တွေမှာတက်တောင့်တက်တာလေးပဲထားပေးပါ။ဘာကြောင့်မှတွေးမနေတော့အတိတ်တွေရောအနာဂတ်တွေရောဘာမှမစဉ်းစားပါနဲ့။ လက်ရှိပြစ်ဆုံးပံမှာဒီချိန်ခိုက်တဲ့နေကိုပဲခေါင်းထဲမှာတွေးထားပြပါတခြားဘေးရာမှမတွေးဘဲနဲ့ဒီနေ့ပြစ်ဆုံးပံမှာ လုံနေတဲ့အရာလေးတခုကိုပဲစဉ်းစားပြပါနော်ခေါင်းထဲမှာအတွေးတွေကပေါ်လိုက်ပြောင်းလိုက်ဖြစ်လာပြီဆိုရင် လေးလေးတွေကိုရှူသွင်းပြပါ လေးလေးတွေအားလုံးကိုရှူထုတ်လိုက်ပါဒီချိန်ဒီမှာတည်ငြိမ်နေပါပြီ။ ူသွင်းရှူထုတ်လေးကိုလုပ်နေပြီပါစိတ်တွေမပြတ်လွင်ပဲနဲ့စက်တိုက်လုပ်နေပြီပါနော်ဒီခဏကိုညီမပါပါဘီ။ဒီစိတ်တည်းလေးအေးချမ်းနေပြီလို့သတ်မှတ်လို့ရပါပြီ။ ဒီနေ့မှအဆောင်လျှောက်တင်တွေတွေ့ဆုံကြည့်ကြရအောင်။အရင်ဦးဆုံးအနေနဲ့မိထားတဲ့မျိုးလုံးတွေကနေတိတ်ဆိတ်ငြိမ်သက်နေတဲ့ဥယျာဉ်လေးတစ်ခုကို ပုံဖော်ကြည့်ကြရအောင်။အဲ့ဒီဥယျာဉ်လေးဟာရေချမ်းမှုတွေရှိနေတယ်။ပန်းလေးတွေလည်းပွင့်နေပြီးတော့လှပတဲ့ဥယျာဉ်လေးတစ်ခုဖြစ်ပါတယ်။အဲ့ဒီဥယျာဉ်လေးရဲ့ အဝင်ဝလေးမှာတင်အရင်ဆုံးရက်နေလိုက်ပါရက်နေပြီပါရက်နေပြီဝါရီဆိုရင်တင်းရဲ့ရှိတဲ့တဲ့လေးမှာလမ်းကြောင်းလေးတစ်ခုတင်တွေ့လိုက်ပါမယ်အဲ့ဒီလမ်းကြောင်းလေးတိုင်းမင်းတင်ဆက်ပြီးတော့လမ်းလျှောက်လာပြီပါအဲ့ဒီလမ်းကြောင်းလေးကလှပတဲ့လမ်းကြောင်းလေးတစ်ခုဖြစ်ပါတယ်ဘေးမှာလည်းပန်းလေးတွေအများကြီးနဲ့လမ်းလေးတစ်ခုပလုတ်ထားပါ ဖြည်းဖြည်းချင်းစီဖြည်းဖြည်းချင်းဒီလဲလျှောက်လာပြီပါတင်လျှောက်လာလိမ့်မယ်လမ်းလေးကိုတင်တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့လျှောက်လာမယ်တင်လမ်းကိုတဖြည်းဖြည်းနဲ့လျှောက်တဲ့အချိန်မှာတင်ရဲ့ခန္ဓာကိုယ်ကြီးကလည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပေါ်ပါလွတ်လပ်လာလိမ့်မယ် စိတ်ထဲမှာလည်းလုံခြုံမှုတစ်ခုကိုလည်းခံစားလိုက်ရတယ်။အေးချမ်းမှုလေးကိုလည်းရုတ်တရက်ခံစားမိပါလိမ့်မယ်။တဖြည်းဖြည်းနဲ့ရှောက်လာခဲ့မယ်။လမ်းဆုံးလေးကိုရောက်သွားတဲ့အချိန်မှာပုံရိပ်လေးတွေပေါ်လာပါလိမ့်မယ်။ဒီနေရာမှာပုံရိပ်တွေကအတင်းဖော်ယူစရာမလိုပါဘူး။တချို့တွေကအလင်းတန်းတွေအနေနဲ့ပေါ်လာပါလိမ့်မယ်ပုံရိပ်ကလေးတွေ။ တချို့တွေကတော့လူပုံစံပုံရိပ်ကလေးတွေနဲ့အဆောင်ရှောက်ပုံရိပ်လေးတွေတွေ့ရပါလိမ့်မယ်။တချို့ကတော့ animal spirit ကလေးတွေကိုတွေ့နေရပါလိမ့်မယ်။တချို့သူတွေမှာဘိုးဘေးပြည်ပင်အဆောင်ရှောက်တွေကိုလည်းအဲ့နေရာမှာတွေ့နေရပါလိမ့်မယ်။အဆောင်ရှောက်တွေကအသင်ကိုစောင့်နေတာကိုသင်မြင်ပါလိမ့်မယ်။သင်ရဲ့အဆောင်ရှောက်တွေဟာ ကိုယောင်ကိုဝါတွေတောက်ပါပြီးတော့လင်းလက်နေတဲ့ဆောင်းရှောက်တွေဖြစ်ပါတယ်။တချို့တွေဆောင်းရှောက်ကို ပုံဖော်တဲ့အခါမှာဓာတ်ရိုက်ချီတမ်းမမြင်နေတဲ့သူတွေလည်းရှိပါမယ်။ဓာတ်ရိုက်ချီတမ်းမမြင်တဲ့သူတွေဟာလည်းအလင်းနှန်းတွေအနေနဲ့ပုံဖော်ပေးလို့ရပါတယ်။ပြေအောင်လင်းနှန်းလေးတွေပုံဖော်လို့ရတယ်။သူတွေကြတော့လည်း အဆောင်လျှောက်ပုံရိပ်ကိုတိတိတတ်တာပြက်ပြက်တတ်တာမြင်နေရတဲ့သူတွေရှိပါမယ်။ဒါအတင်တို့ရဲ့အဆောင်လျှောက်တွေဖြစ်ပါတယ်။တချို့တွေကအဆောင်လျှောက်တယောက်တည်းမဟုတ်ဘဲနဲ့အဆောင်လျှောက်တွေ3-5ယောက်လောက်ပါနေတဲ့ပုံရိပ်တွေလည်းမြင်နေရပါလိမ့်မယ်။အဲ့ဒီအဆောင်လျှောက်တွေရဲ့အယောင်သွေးကိုအရင်ဆုံးခန်းစားကြည့်ပါ။သူတို့ဘလို့အယောင်သွေးပါနေပါလဲ။ အတန်လေးတွေရောဘာတွေကြားနေမိလဲဆောင်းလျှောက်တီနဲ့ပတ်သက်လာပြီဆိုရင် ကိုဘလိုတွေခံစားမိနေပါသလဲဒီနေရာမှာဖြည်းဖြည်းချင်းညီပုံပုံနေမိပါတချို့ဆောင်းလျှောက်တီဟာဓာတ်ရဲ့ခြေတင်းစီကိုရှေ့တိုးလာပါလိမ့်မယ်တဲ့ရဲ့ဆောင်းလျှောက်တီအားလုံးဟာတင့်ရဲ့ဘေးမှာဝင်းရံပြီးတော့နေလိုက်ပါမယ် အဲ့ဒီချိန်မှာသင်မလို့ခံစားမိပါတည်းဆောင်းလျှောက်တရားပေးလိုက်တဲ့ချစ်ချင်းမြတ်တာတရားတွေကိုခံစားမိပါသလားကိုယ်ရဲ့ဆောင်းလျှောက်တရားကိုယ်ဝန်းရံပြီးတော့ကာကွယ်ပေးထားပါတယ်ဒီချိန်ဒီမှာတို့ဟာဆိုရင် ကိုယ့်ကိုကူညီပေးနေပါပြီဆောင်းလျှောက်တရားဒီချိန်ဒီမှာသင်တို့ကိုလမ်းပြပေးနေပါလိမ့်မယ်ဒီချိန်ရရလာတဲ့အခိုက်အတန့်တိုင်းကိုခံစားကြည့်ပြီးပါ တချို့ဆောင်းရှောက်တွေတင့်ကိုစိုင်းနံပါတ်လေးနဲ့ပြလာပါလိမ့်မယ်။ဒီချိန်မှာပေါ်လာတဲ့နံပါတ်အပူလေးတွေကိုသတိထားကြည့်ပါ။ချို့ဆောင်းရှောက်တွေဟာခန်းစားချက်လေးတွေနဲ့ပြလာပါလိမ့်မယ်။သူတို့ရှိနေချောင်းကိုခန်းစားချက်တွေဘလို့ခန်းစားမိပါဒလဲ။တချို့ဆောင်းရှောက်တွေဟာအနံ့ကလေးတွေနဲ့ပြလာပါလိမ့်မယ်။ ရလာတဲ့ census time ကိုခန်းစားကြည့်ပြပါ။အာယုံတွေလွတ်သွားပြီဆိုတာနဲ့ရှူသွင်းရှူထုတ်ကို လုပ်နေပြပါနော်။ Okay ။ညာဘက်လက်ကလေးကိုနှလုံးသားပေါ်တင်ကြည့်လိုက်ပါ။နှလုံးသားလာတဲ့စကားတန်နေနဲ့နားထောင်ကြည့်ပါ။အဆောင်လျှောက်တွေကိုကိုဘာပြောချင်နေပါသလဲ။ဒီချိန်ဒီမှာတင်းရဲ့ဆောင်းလျှောက်တွေကိုမေးခွန်းနေမေးလို့ရပါတယ်။ တင်ဘလူမေးခွန်းနေမေးချင်ပါတည်းဒီချင်တဲ့မေးခွန်းလေးတွေမေးပြီးလို့ရပါတယ်ဒါမှမဟုတ်လေဆောင်းလျှောက်တီစီရမေတ္တာတက်တီနှွေးထွေးမှုတွေကို ကာကွယ်ပေးမှုတွေကိုဒီနေ့မှခံယူလိုက်ပါဒီဆောင်းလျှောက်တွေဟာဒီနေ့မှတင်အောင်အားအိမ်နေအပြစ်ပေးနေပါလိမ့်မယ်။အဲ့ဒီရဲ့ energy စက်ကွင်းလေးကိုခန်းစားကြည့်ပါ ျဆုတင်လိုက်ကြရအောင်အကျွန်ုပ်၏အဆောင်လျှောက်တည်းအကျွန်ုပ်ကိုလမ်းပြပေးခြင်းတွင်ချစ်ချင်းမြတ်တာတရားတွင်ပေးရတဲ့ကြောင့်ကျေးဇူးတင်ပါတယ်အကျွန်ုပ်၏အဆောင်လျှောက်တွင်အကျွန်ုပ်ကိုချစ်ချင်းမြတ်တာတရားတွင်လမ်းပြပေးမှုတွင်ပေးရတဲ့ကြောင့်ကျေးဇူးတင်ပါတယ် အကျွန်ုပ်ရေဆောင်လျှောက်တွေကျွန်ုပ်ကိုချစ်ချင်းမြတ်တာတရားတွေလမ်းပြပေးမှုတွေပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်လိုက်ပါရှင်နေရနေလိုက်လိုက်လေလေကိုယ့်ရဲ့အဆောင်လျှောက်တွေကိုကျေးဇူးတင်ပေးပါလက်လီတွေကိုပြန်ချလို့ရပါပြီဒီချိန်ဒီမှာအဆောင်လျှောက်တွေကိုတင်ဘလူစူတောင်းဆန္ဒတခုတောင်းခဲ့ခြင်းပါလေ

တဖြည်းဖြည်းနဲ့ပြီးဆုံးသွားပါပြီ။အခုလက်ရှိပစ္စုပ္ပန်လေးကိုသင်ရဲ့စိတ်တွေကိုပြန်ခေါ်ကြရအောင်။လေးလေးတွေကိုရှုသွင်းပြပါ။ရှုထုတ်လိုက်ပါ။နောက်တစ်ချိန်လေးလေးတွေကိုရှုသွင်းပြပါ။လီလီအားလုံးကိုရှုထုတ်လိုက်ပါလီလီတွေကိုရှုသွင်းပြပါ နောက်ဆုံးတစ်ချိန်လေးလေးတွေကိုရှူထုတ်လိုက်ကြရအောင်။ကဲမျက်လုံးလေးကို အသာရဖွင့်လိုက်လို့ရပါပြီ။ဒီနေ့ရ Spirit Guide Guided Meditation မှာတင့်နေတဲ့ဘယ်လို experience တွေကိုခန်းစားခဲ့ရပါသလဲ။အောက်က comment တွေမှာတင်ရရှိခဲ့တဲ့ experience တွေအားလုံးကို မျှဝေပေးလို့ရပါတယ်။ အားလုံးပဲပေါ့နော်။တာယာကောင်းမွန်တဲ့နေ့ရက်လေးများကိုပိုင်ဆိုင်နေကြပါစေ။